fighting spirit ဒီ skill ကို Konami ကဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားလဲဆိုတော့ပြန်ဘက်ကဖိအားပေးလာတဲ့အခါခြေကန်ကျတဲ့ကောင်းတိုက်ချက်တွေမတိကျတာမျိုးတိတ်မရှိဘူးပင်မနှောင်းနှမှုတန်ကိုလည်းတိတ်ပြီးမခံစားရဘူးလို့ပြောထားတယ်။ဒါဆိုရင်နံပါတ်၁ချက်ဖြစ်တဲ့ဖိအားပေးလာတဲ့အခါမတိကျတာမျိုးတိတ်မရှိဘူးဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ fighting spirit အပါတဲ့ကောင်းတွေရဲ့အာနိုင်ချက်မှာဘန်နိုင်းနဲ့ကိုကအရင်လူပေးထားတယ်။ဒါပေမဲ့ဘန်နိုင်းက free ဘန်နိုင်း fighting spirit မပါတဲ့အတွက်ဘန်နိုင်းက short ပေးသွားတာကိုကျွန်တော်တို့တွေ့ရတယ်။ နောက်တစ်ယောက်ပိုဝင်ပိုဝင်ဘယ်လိုမျိုးလှုပ်လှုပ်ွားလဲဆိုတော့ပထမတစ်ချက်အဆင်ပြေတယ်ဒုတိယချက်လည်းကြောင်နောက်ကနေကာကာတွန်းလိုက်တာဖြစ်တဲ့အတွက်ကိုကအရင်လူပေးထားတာတော့မှပဲအလုံးမဖြစ်သွားဘူးနောက်တစ်ခုအဒီယာမီလူပေးထားတယ်ရှော်သွားတာတွေ့ရတယ်နောက်တစ်ယောက်ဒါအိုဒီဂတ်အိုဒီဂတ်ကလည်း fighting spirit မပါဘူးစူးစားအထုံးမှုကိုတော့မှခြေတော်လေးလှမ်းပြီးတော့ထိုးတာမျိုးတော့မမြင်ရဘူးထိရမထိတာအသာသာအနည်းဆုံးတော့လောက်ပြနေတယ်ဒါဆိုရင်နောက်တစ်ယောက်ဘယ်သူလဲဆိုတော့ဆလီပါ ဆလီဘာနဲ့ဘာဘေနဲ့ဆလီဘာ fighting spirit မပါဘူး तू ကအရင်လူပေးတယ်ဒါပေမဲ့ရှော်သွားတယ်ဘာဘေကန်တယ်ကိုးသွားတယ် fighting spirit ပါတဲ့ကောင်တွေရဲ့အာသာချက်ကိုပြောပြသွားမယ် fighting spirit ပါတဲ့ကောင်တွေကဘယ်လိုမျိုးအာသာချက်နဲ့အလုပ်လုပ်လဲဆိုတော့ bandai तू ကနောက်ကနေပြေးလိုက်ရတဲ့အနေအထားမျိုးသူပေးသွားတယ်မြင်လိုက်ရပြီနောက်ထပ်တစ်ခု fallen မလွတ်မကင်းနေရလေးဘူးတော့6တော့လေးအตาလေးလန်းထိုးသွားတယ်နော် fallen ကို fighting spirit အပ်ထားတာ skill အပ်ထားတာ ောက်တစ်ယောက်လူလဲဆိုတော့မီလီတာကိုမီလီတာကိုလူပေးတယ်မတိကြတာမျိုးတိတ်မရှိဘူးဆိုတော့ဖိအားပေးတဲ့အချိန်မှာတောင်မှပဲကောင်းကောင်းမွန်ပေးတာကိုမြင်ရတယ်နောက်တစ်ယောက်တော့ရက်စ်ငိုတွေကပါတဲ့ကောင်ဒီကောင်ကစကေးငိုတွေကပါတဲ့ကောင်နောက်ကနေဂျီဗာရီရောတွန်းတာကို AC ပဲနောက်တစ်ယောက်ဒါကမ္မဗင်္ဂါဒီမှာဆိုရင်ကမ္မဗင်္ဂါရဲ့တရားရဂိုင်းလုံးကြိုးစားအထုံးမှုကိုမြင်ရလိမ့်မယ်မကြည့်လိုက်ခြေတော့ကိုလုံးဝသူလုံနိုင်တယ်များအဆုံးအစွန်ထိလုံသွားတယ်အဲ့ဒါကြောင့်မလို့ပဲကျွန်တော်တို့ ဘာပင်ကအဆုံးတက်ပြီးတော့ကိုယူသွားနိုင်တယ်ကျွန်တော်တို့ဒီမှာဆိုရင်လေရိုနီရဲ့တရားရဂိုင်းနှောင်းအပြစ်စူးစမ်းအားထုတ်မှုကိုညီကိုတို့မြင်တွေ့ရမှာဖြစ်ပါတယ် fighting spirit မပါတဲ့ကောင်တွေဒါမျိုးမလုပ်ဘူးလားဆိုရင်လှုပ်တော့လှုပ်တယ်ဒါပေမဲ့တတော်ကြီးကိုမြင်တွေ့ရခဲ့တဲ့အနေအထားမျိုးပဲဖြစ်တယ်ပေါ့နော်ဒီကောင်တွေရဲ့နောက်ထပ်အာတာချက်ကဘာလဲဆိုရင်ဒီကောင်တွေကအသားနာမှာမကြောက်ဘူးခက်ကြမ်းကြမ်းဝင်တယ်သူများထိခိုက်မှာကိုလည်းစိတ်ဝင်စားဘူးနော် ဖြစ်တယ်မို့ပေးရမှာလဲဒီကောင်တွေကမမှုဘူး နောက်တစ်ခုအနေနဲ့ကတော့လုံနိုင်တာထပ်ပို့ပြီးတော့အစွမ်းကုန်နှစ်ဆစူးစမ်းလေးရှိအများရန်တက်ကြွပြီးတော့ performance track နေမယ်ပေါ့ဗျဘလိုမျိုးလဲဆိုတော့ Batistuta ဒီမှာ Batistuta ရဲ့ special ပေးပို့မှုကိုကျွန်တော်တို့မြင်တွေ့လိုက်ရတယ်ဒါကြောင့် D-scaper ရင်မခိုးဘူးမတွေ့ဝဲဘူးဆိုတဲ့သဘောလည်းတက်ရောက်တယ်ဒီမှာ Witcher ကဘလိုပေးသွားလဲဆိုတော့တွေ့တော့သူကိုယ်တိုင်နာသွားမှလည်းမကြောက်ဘူးဝင်ပလိုက်နောက်တစ်ယောက်ဒီဟာ Rodri Rodri လည်းဒီလိုပဲ slide နဲ့ပြုတ်ဝင်ပလိုက်တယ်ဒီဟာကဒါ fighting spirit scale ရဲ့အားသာချက်တွေပဲဖြစ်တယ် ဒါကြောင့် fighting spirit scape ပါလို့ရှိရင်အမားလုံးတာနဲမဲလုံနိုင်စွမ်းနေမြင်မာလာမယ်အားနေချက်တွေညော့သွားမယ် fighting spirit scape မပါတဲ့ကောင်တွေကဖိအားနဲ့ရင်ဆိုင်ရတဲ့အခါမှာခြေမကင်မိလက်မကင်မိနဲ့မတိမငိမ်ဖြစ်ပြီးအမားတွေလုံမိမယ်ဘလို့မျိုးလဲဆိုတော့လူပေးတာတို့ရှင်းထုတ်တာမျိုးတို့မှာတော်တော်လက်မလုံဖဲနဲ့တွေးဝေးနေမယ်လူပေးရင်လည်းအမားများမယ်လုံနိုင်ရင်သားနဲ့လည်းမလုံတာမျိုးတွေကြုံရမယ် ဒါပေမဲ့ဒီ skate ပါတဲ့ကောင်တွေမှာကြတော့ pressure ပေးခံရရင်ပြက်ပြက်တန်းတန်းလုံနိုင်သွားတယ်အသင်းရှုံးနေရင်တော့မှတွတ်တွတ်လွတ်လပ်ရှိပြီးတော့တက်ကြွနေမယ်လူကံမဲ့အတင်းဝင်တိုးမယ်စသဖြင့်အမြဲတမ်း performance ထွက်နေမယ်ပေါ့ဗျာကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော် sliver သူအရင်လူပေးထားတာတောင်မှပဲရွှေရှောင်လှုပ်ပြီးတော့ဘာပဲဆွဲလာရန်လာပေါက်တက်ရဲ့ရှောက်လုံနေတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှကြာတင်ပါကြတော့ခြေဦးလေးနဲ့အตาလေးထိုးပေးသွားတာကိုညီကိုတို့မြင်တွေ့ရမယ် ောက်ဗီဒီယိုမှာလည်းဘန်ဒိုက်တစ်ဖက်ကတွန်းသွားနေဆိုရင်တော့မှပဲသူရွှေရှောင်းလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မှားသွားခဲ့နောက်တစ်ခုမှကျတော့ဘန်ဒိုက်ကကောင်းကောင်းမွန်မွန်ပဲခြေဦးလေးနဲ့လှမ်းထိုးပေးလိုက်တယ်သွေးအေးနဲ့လှုပ်ရှားရှိတာကိုလှုပ်သွားတယ်ပေါ့နောက်တစ်ခုကတော့ကစားသမားတွေကို matcher pressure တို့နဲ့ကာဆာယူထားသည့်ဖြစ်စေမယူထားသည့်ဖြစ်စေသူတို့ကဘောလုံးကိုကြားပြတ်လွတ်ယူတာလေးလုပ်ကြတယ်ပေါ့ fighting spirit မပါတဲ့ကောင်တွေလည်း intercept လုပ်တယ်ဒါပေမဲ့ငါးကမှနှစ်ခါလောက်ပဲလုပ်ကြတယ်ပေါ့ခြေတံတိုးသည့်ဖြစ်စေခြေတံရှည်သည့်ဖြစ်စေ အ ਨੇ ဆုံးတော့ဗောဗျာတည်မလားဒီကောင်လုံလိုက်တဲ့ဟာဆိုပြီးတော့ကြိုးစားမှုလေးကိုပြစီခြင်းလားကြိုးစားမှုလေးရစီခြင်းလားဒါပေမဲ့ဒီ scale မပါတဲ့ကောင်တွေကြတော့အဲ့လိုမဟုတ်ဘူးသူတို့က intercept လုပ်တဲ့အခိုင်အတန့်တွေကလုတော့လုတယ်ရှားပါတယ်မလုတာလည်းများတယ်ပေါ့ဘယ်လိုပြောမလဲ stamina ကြလာလေလေပို့ပြီးတော့ဆိုးလေလေဆိုးလေလေပဲဒီကောင်လေးကဒါကြောင့်မလို့ဒီကောင်လေးစီကနေအများကြီးအဆုံးအဆုံးဒီမျောလင့်ထားလို့မရဘူးပေါ့ဗျ fighting spirit ပါတဲ့ကောင်ကြီးကတော့အဲ့လိုမဟုတ် ကျွန်တော်ဘောလုံးထိရမထိရအသာထားအကျုံးกว่าဆိုတဲ့စိတ်မျိုးတွေပေါ့နေရဒီမှာဆိုရင် Declan Rice fighting spray ပါတယ်။ဒါကြောင့်မလို့ဒီ aqua ဆိုပြီးတော့တီးထုတ်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်။ဒီမှာဆိုရင်ကမ္မဗင်ကဘောလုံးကိုသူနောက်ခြေတော်လေးနဲ့တားတယ်။ပြီးတဲ့နောက်မှာရသည့်ဖြစ်စေမရသည့်ဖြစ်စေခြေတော်လေးနဲ့လှမ်းထိုးပေးလိုက်တယ်။နံပါတ်2အချက်ဖြစ်တဲ့ပင်မန်းနွမ်းနယ်မူတံကိုတိတ်ပြီးမခံစားဘူးဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်။ကစားသမားတွေအကုန်လုံးရဲ့အချက်လက်တွေက stamina ပေါ်မှာအကုန်မှီခိုးနေတယ်။ stamina ကျတဲ့အခါကျရင်ကစားသမားတွေရဲ့တိုက်စစ်အချက်လက်ခံစစ်အချက်လက်တွေနဲ့အာကသာပိုင်းဆိုင်ရာအချက်လက်တွေအကုန်နှီးပါကျတယ်ပေါ့ဗျ။ ဒါကြောင့်ဒီနေရာမှာ fighting spirit scale ရဲ့အတုံးဝင်မှုကိုမြင်ရတယ်။ဥပမာ candy candy ဆိုလို့ရှိရင် stamina အပြည့်မှာသူ့ရဲ့ stat တွေကိုကျွန်တော်တို့ဒီလိုမျိုးမြင်ရမှာဖြစ်တယ်။ဒါပေမဲ့ candy က stamina တဝက်ကိုရောက်သွားမယ်။သူ့မှာ fighting spirit လည်းမရှိဘူးဆိုရင်သူ့ရဲ့ stat တွေကတော်တော်ကြီးကိုကျသွားတာကိုကျွန်တော်တို့တွေ့ရမယ်။ပွဲအတွင်းမှာဒါတွေအများကြီးတက်ရောက်မှုရှိတယ် ဒါပေမဲ့သူ့မှာ fighting spirit ပါမယ်ဆိုရင်တော့စာမျက်တဝက်အနေထားမှာသူ့ရဲ့အချက်လက်တွေကဒီလောက်ထိအများကြီးကြံနေဦးမှာပဲဖြစ်တယ်။မျိုးတို့ဒါကိုနှိုင်းရှင်ပြီးတော့ကြည့်လို့ရတယ်။ဒါကြောင့် fighting spirit scale ရှိတဲ့ကောင်တွေကတပွဲလုံးသုံးလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်ပင်မနှွမ်းနိုင်မှုတန်ကိုတိတ်ပြီးတော့မခံစားရလို့ဆိုတာဒီအချက်ပဲဖြစ်တယ်။ကစားသမားတွေရဲ့ stamina အကြောင်းကိုသိကျင်ရင်တော့ကျွန်တော်ရဲ့ OSHM PS gaming မှာဝင်ဖက်လို့ရတယ်။နောက်တစ်ခုကတော့ top 1 top 2 CB တွေထဲမှာပေါ့နော်တကယ်လို့ Saliver ကိုဒါ fighting spirit ထည့်လိုက်မယ်ဆိုရင်ဒီကောင်က top 1 CB တဲကိုရောက်သွားမှာပဲဖြစ်တယ်အများကြီးထပ်ပြီးပြောပြခြင်းသေးပေမဲ့လည်းဗီဒီယိုကတော်တော်ရှင်းနေပြီဖြစ်တဲ့တကြောင်မလို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပါလို့ပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါ